။အပြာကောင်းတယ်။အညာမီကလူငယ်တယောက်။မေတ္တာဒီလူမှန်ကြီးဟာဘယ်နဲ့လောကရန်ကိုအရှုံးပေးရသူမဟုတ်တလို့။ဘသူကမှ ကောင်းမငုတ်ဖို့အမေဆုံးမထားလို့ဘလေဘလိုလူမျိုးကပဲလာတိုက်ခိုက်နေပါစေ။ခက်ချီချင်းပဲပြန်ပြောင်းပြလိုက်တယ်။လူအဖွဲ့စည်းလို့ကြားလိုက်ရရင် လူလူချင်းဝိုင်းပြီးပြစ်တင်ပြောဆုံနေကြတဲ့မိမလိုပါဇက်တွေနဲ့လူတွေဟာ တယောက်ကောင်းစားရင်တယောက်ကမနာလို့တို့ဘမာတွေရောတို့ဘမာတွေရောလို့ပြောစရာမလိုဘာကအတိပဲယခုလက်ရှိအညာမြေမှာကြီးစိုးသူဟာရောက်ရောက်ဆန်တောင်းသလိုဂိတ်ပေါင်းများစွာရဲ့ဝင်ဝင်လက်ပတ်စီးစင်းမှုဟာတိန်းသွောအတန်ကောက်လက်ပတ်အစီရင်သူတို့များလမ်းသူတို့များလာလို့နန်းဖယ်မပေးမိတဲ့အညာသာကုံကားသမားကို ပါရလိုက်တဲ့အဖြစ်အားလက်တွေ့အပြင်လောကမှာရှိတယ်။အညာသားတွေကောင်းသားမှုရောက်အင်အားလေးလည်းကောင်းရောငားများလိုကတ်ထုတ်ချင်ကြတယ်။မတည်မြဲတဲ့ဒေါကရံတရားဟာအညာမီမှာအညာသားတွေညာခံနေရတာပဲ။သကလုံးလှလှလေးတုံးပြုံယုံယုံယုံနဲ့လှူပါအောင်ပေးပါအောင်ကျွေးပါအောင်အနုနီးတုံးအိတ်ကက်ထဲထဲကြ။တစ်ချိန်ကဘာမှမရှိတဲ့သူဟာ ခုဆိုမနက်စာအကောင်းစားနဲ့ကားလေးမောင်းဒီယာလေးတောက်ဒေါကနှစ်စီးတွေကိုခုံမင်တက်လာတော့တော်လိုင်းရည်စည်းကြောင်းဟာအချိန်ရော့လာတယ်မတီးရဲ့ဂရီတွေပေးလိန်လယ်မှုကိုထမင်းကဲလို့စားသုံးနေရဲ့ဤသူအတွက်ပါဆိုတဲ့သူတွေဟာတော်လိုင်းရည်အတွက်အမဲဆက်ပဲဆိုတာမတိကြဘူးဟောက်ပြရည်သမားဆိုတာအဲ့လိုလူကိုခေါ်သလိုရန်သူနဲ့ပူပေါင်းသူကိုလည်းဟောက်ပြရည်သမားလို့ပြောရမယ် တော်လန်ရေးတဲ့ကရန်နာသူအချောင်းပြချဲနဲ့မျိုးဝပြန်လို့လို့သူတာလဲဖောက်ပြန်ရေးတမပါဒီလိုဖောက်ပြန်ရေးစိတ်အမှန်တရားကိုနားလဲတဲ့လူငယ်တိုင်းမှာမရှိပါဘူးတနေ့အိမ်ကိုအမေမွေးတဲ့အတိုင်းပြန်ကျင်တာကလွဲလို့ခြားဘာမှမျှော်လင့်ချက်မရှိရဲ့လူငယ်တယောက်ပါရဲဘော်ဖြစ်နေတယ်